ားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတို့ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ခရီတို့မှာနဲ့အတွတ်2000မဂါဝက်အထိသုံးသွားဖို့ပါကစ္စတန်ချိန်ညာဆိုတဲ့သတင်းနဲ့အတူဒေါ်လာ10မီလီယံယူမလားမစားရမတောင်းရကြီးလန်းစားစားနေမလားဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပထမဆုံးသတင်းတပုတ်အနေနဲ့ခရီတိုမိုင်းနဲ့အတက်2000မဂါဝက်အထိသုံးသွားဖို့ပါကစ္စတန်ကြီးညာဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ပါကစ္စတန်အစိုးရဘစ်ကွိုင်းတကယ်စတူပါပြီ။အိန္ဒိယနဲ့နယ်စပ်ပြဿနာတွေဖြစ်ပြီးနောက်မှာပါကစ္စတန်ဟာနိုင်ငံမှာလျှက်စစ်တပ်အားရဲ့2000မဂါဝက်ကိုဘစ်ကွိုင်းမိုင်းနဲ့ AI စင်တာတွေအတက်တည်တံ့အသုံးပြုသွားမှာဖြစ်ကြောင်းကြေညာလာပါတယ်။ဒီစီမံကိန်းရဲ့ပထမအဆင့်အနေနဲ့ AI စင်တာနဲ့ဘစ်ကွိုင်းမိုင်းနဲ့ဖန်တွေအတက် ရဲစစ်တပ်အားတွေပို့လွှတ်ပေးသွားမှာဖြစ်ပြီးဒါဟာဒေါ်လာဘီလီယံနဲ့ချီတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်နိုင်မှာဖြစ်တယ်လို့နိပညာမြင့်အလောက်အကန့်အခွင့်အလမ်းတွေလည်းဖန်တီးပေးနိုင်မှာဖြစ်ကြောင်းဗန်နာယီဝန်ကြီးကဆိုထားပါတယ်။ဒုတိယအဆင့်အနေနဲ့ကတော့ဘေးကွက်မိုင်းနေနဲ့အတက်ပြန်လည်အတုံးချလို့ရတဲ့စွမ်းအင်တွေကိုမိတ်ဆက်သွားမှာဖြစ်ပြီးပဝင်းညင်ညင်မှုတိုက်ဖြတ်ရေးအတက်အများကြီးတစ်ခုရှိလာမှာဖြစ်ကြောင်းဆိုထားပါတယ်။ ပြစစ်တအားအပေါ်ပေးမဲ့အစီအစဉ်တွေအပြင်ပါကစ္စတန်အစိုးရဟာ AI စင်တာတွေအတွက်အခွန်ပိုင်းဆိုင်ရာအကျိုးအမြတ်တွေအပြင်ဘေးကွက်မိုင်းနာတွေအတွက်ကင်းလွတ်ခွင့်တွေကိုပါကြေညာခဲ့ပါတယ်။လက်ရှိမှာလည်းနိုင်ငံခြားသားပိုင်လုပ်ငန်းတွေဟာပါကစ္စတန်မှာလုပ်ငန်းလည်ပတ်ဖို့အတွက်လာလေးလာတာမျိုးတွေရှိနေကြောင်းအစိုးရအရာရှိတွေဘက်ကကြေညာထားပါတယ်။ပါကစ္စတန်ဟာအခုချိန်မှာလည်း Channel 6ရဲ့ခရစ်တိုအသုံးပြုမှုနှုန်းအများဆုံးနိုင်ငံစည်ရင်းတဲ့နံပါတ်9နေရာမှာရပ်တည်နေနိုင်တယ်လို့ 2025ခုနှစ်ထဲမှာနိုင်ငံတွင်းခရစ်တိုအသုံးပြုသူပေါင်း27မီလီယံအထိရှိလာနိုင်ကြောင်းခန့်မှန်းထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒေါ်လာ10မီလီယံယူမလားမစားရမတောင်းရကြီးလန်းစားစားနေမလားဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။စုဤဘော်က CDDX ဟက်ခံရမှုနဲ့ပတ်သက်တဲ့နောက်ဆက်တဲ့သတင်းတွေသိရပါပြီ။ ဘတ်ရှ်မဟုတ်ပဲဟက်ခံရတာဖြစ်ကြောင်းအတည်ပြုလိုက်ပြီးဖြစ်ပြီးဒေါ်လာ223မီလီယံပါသွားခဲ့ပါတယ်ဟက်ကနဲ့ဆက်ဆက်နေတဲ့ wallet ကိုလည်းအတည်ပြုထားနိုင်ပြီးဖြစ်တယ်လို့ဖန်နီကိုပြန်ယူနိုင်ဖို့အတက်စီတက်ဘက်ကနေဟက်ကနဲ့ညှိနှိုင်းမှုတွေလုပ်ထားကြောင်းလည်းသိရပါတယ်ဟက်ကာဟာစီတက်ရဲ့ liquidity boost smart contract တွေကအားနည်းချက်ကိုအသုံးချပြီး crypto asset တွေ million နဲ့ချီခိုးယူသွားခဲ့တာပါဒီနောက်မှာတော့ asset တွေတဲကတချို့ကို USDC အဖြစ်ပြောင်းပြီး USDC ကနေတစင် ETH အဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါတယ် အခုလက်ရှိမှာတော့ Sui blockchain ပေါ်မှာရှိတဲ့ hacker ပိုင် wallet တွေအလုံးကို freeze လုပ်ထားပြီးဖြစ်တယ်လို့ hacker ဘက်ကသာ2920 ETH ဒေါ်လာ56.3 million နဲ့အတူ freeze လုပ်ထားတဲ့ asset တွေကို CTC ပြန်လွှဲပေးမယ်ဆိုရင်ပိုတဲ့2324 ETH ဒေါ်လာ10 million ကို hacker အနေနဲ့တရားဝင်ယူထားခွင့်ရှိမယ်လို့ညှိနှိုင်းထားကြောင်း CTC ဘက်ကဆိုထားပါတယ်တကယ်လို့သာ hacker ဘက်ကပြန်မလွှဲပေးဘဲစက်ကင်ထားမယ်ဆိုရင်ဒီငွေတွေကို စံထလ platform တွေကိုတင်တဲ့အခါမှာ freeze ခံရမှာဖြစ်တယ်လို့ account KYC အချက်အလက်ကနေတဆင့်အဖန်ခံရနိုင်ပါတယ်။ဒါကြောင့် asset တွေပြန်ပေးပြီးဒေါ်လာ10 million ယူမလား။ asset တွေဆက်ယူထားပြီးမစားရမတောင်းရကြီးလန်းစားစားနိုင်မလားရွေးချယ်ခိုင်းထားပုံပါပဲ။တကယ်လို့ကိုသာဆိုရင်ဘယ်လန်းရွေးမလဲဆိုတာကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ဒါကတော့မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့တဲ့တင်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။ Thank you.